မြန်မာဖိုင်တာတွေက1ချန်ပီယံရှစ်ရဲ့အသုံးချခံလူဒန်းစားတွေဖြစ်နေပြီလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LMO ပေါင်းစင်းကနေပြန်လဲပြီးတော့ဂျိုဆူလိုက်ပါတယ်လောကမှာအသုံးတော်ခံရဆွဲစကလုံးနဲ့အသုံးချခံရဆွဲဝေါ်ဟာရာချင်းကမထူပါဘူးအသုံးတော်ခံရဆွဲစိတ်မပိုင်ငင်းပိုင်ခွင့်ရှိတဲ့သဘောဖြစ်ပြီးတော့အသုံးချခံရဆွဲကစိတ်ပါလေလို့စိတ်ပါလေလို့ရတဲ့သဘောမျိုးပဲဖြစ်ပါတယ်ခုလဲ1ချန်ပီယံရှစ်ကမြန်မာဖိုင်တာတွေအဲ့လိုပုံစံမျိုးတွေခင်းချင်းလာကြတာမင်းတွေ့ရပြီးတော့အားလုံးရဲ့တွေးထဲမှာမြန်မာဖိုင်တာတွေ1ချန်ပီယံရှစ်ရဲ့ အတုံးချကန်စားမိုက်ဖြစ်နေလာပြီလားဆိုရယ်မိကုံမျိုးတွေကိုပြောဆိုလာခဲ့ကြပြီလည်းဖြစ်ပါတယ်တကယ်လဲမြန်မာဖိုင်တာရဲ့1ချမ်ပီယံရှစ်ရဲ့အတုံးချကန်နေဖြစ်နေပြီလားဆိုတာစဉ်တော်စဉ်းစားခြင်းစရာပါပဲအရင်တော့မြန်မာပြည်သားတွေစတင်သတိထားမိခဲ့တာကလူငယ်ဖိုင်တာတောက်ဖြစ်တဲ့တန်စင်ဖြစ်ပါတယ်တန်စင်ရဲ့ခြေကန်ချက်တွေလက်သီးချက်တွေတော်လီလဲမိုက်လို့တော်လီလဲကောင်းမွန်တာအားလုံးလဲမြင်တွေ့ထားခဲ့ရပြီးတော့ဒါခေတ်နဲ့ပွဲစဉ်မှာတိုင်ငင်တန်စင်ကထိုင်းဖိုင်တာနှစ်ယောက်ကိုလဲထိုးနေတဲ့ကြီးအနိုင်ပြထားခဲ့တာဖြစ်ပြီးတော့မြန်မာပြည်သားတွေကိုတန်စင်နဲ့ပတ်သက်လို့မျှော်လင့်ချက်တွေရှိထားခဲ့ကြပါတယ် အဲ့လိုဒိုင်းဘာရန်ညောက်ကိုလည်းဒရိုးရီနဲ့နိုင်ယာထားတန်းစင်ဝမ်ချန်ပီယံရှစ်ဘက်ကကီပေါင်စင်ချန်ပီယံတယောက်ဖြစ်တဲ့ထာကေဦးနဲ့ကီပေါင်စင်ပွဲတည်ပြီးသွားခဲ့ပါလိမ့်ကီပေါင်စင်ချန်ပီယံတယောက်နဲ့ကီပေါင်စင်မထိုးဘူးတဲ့တန်းစင်ပွဲတည်ပြီးသွားတဲ့ဝမ်ချန်ပီယံရှစ်ရဲ့လောက်ရက်ကတရိပ်ပြနဲ့လူငယ်ဖိုင်တာတယောက်ရဲ့အညွန့်ကိုရိုက်ချိုးလိုက်သလိုဖြစ်သွားခဲ့ပြီးတော့ထာကေဦးကိုရှုံးပြီးခဲ့ကတန်းစင်တယောက်နဲ့နိုင်ပွဲတွေပြောင်းဆုံးသွားခဲ့သူဇူရန်လက်ကလည်းဒိုင်းဘွဲရနဲ့ထပ်ပြီးတော့ရှုံးနေသွားခဲ့ရပြန်ပါလိမ့်တန်းစင်တို့ထပ်ပြီးတော့ရင်ဆိုင်ဂျုံတို့ရဲ့နောက်ထပ်လူငယ်ဖိုင်တာတယောက်ကတော့စူပါအီချမ်းပါစူပါညာကလည်းဝမ်ချန်ပီယံရှစ်မှာနှစ်ပွဲသာရှိပိုင်ထားပြီးတော့ ထမဆုံးပွဲအတွင်းမှာငင်းပွားဖွယ်အဆုံးဖြတ်နိုင်ရှုံးပေးခဲ့ရပေမယ့်ဒုတိယမြောက်ပွဲတင်မှာတော့ပြိုင်ဘက် Tiger ကိုအလဲထိုးနိုင်နိုင်ပြနိုင်ခဲ့သူပါဒိုအိုင်စူပါဂျန်ရဲ့လက်သီးထိုးချက်တွေကဒေါ်လေးကိုကောင်းမွန်ခဲ့တော့မြင်တွေ့ခဲ့ရပြီးပြိုင်ဘက် Tiger ကိုပထမအကြိမ်တွေးမှလည်းလက်သီးထိုးချက်တွေနဲ့အလဲထိုးပြီးတော့နိုင်ပြထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လုံးဝချန်ပီယံရှစ်ကစူပါဂျန်ကိုဆန်ကာတင်းနဲ့ပွဲတည်ပြီးသွားခဲ့တာဖြစ်ပြီးတော့ဆန်ကာတင်းဆိုတာကအားလုံးတည်းအတိုင်းဘောက်ဆင်ချန်ပီယံတယောက်ဖြစ်သလို19ပွဲဆက်ရှုံးဝယ်မရှိထားခဲ့တဲ့ Fighter တယောက်ပါအဲ့လိုဖိုင်တာနဲ့ဘောက်ဆင်မပြောနဲ့ကိပောင်ဆင်ပွဲတော်မှာထိုးဘူးတဲ့စူပါဂျန်ရှင်မှန်သွားခဲ့တာဖြစ်ပါလိမ့် ဝမ်ချမ်ပီယံရှစ်နေနဲ့တန်းစင်စူပါဂျန်တွေနေရာတွေမှာတခြားသောဖိုင်တာနဲ့အစားထိုးလို့မရဘူးလားဆိုရင်ရပါလိမ့်။ဒါပေမဲ့သူတို့တွေကမြန်မာဖိုင်တာတွေထဲမှာပွဲတည်ပေးမှုစီစဉ်သွားခဲ့ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မြန်မာပရိသတ်တွေကသူတို့အတွက်အသုံးချကန်လူတန်းစားတွေဖြစ်နေခဲ့လို့ပါပဲ။မြန်မာပရိသတ်တွေကဝမ်ချမ်ပီယံရှစ်ပွဲတွေခုနောက်ပိုင်းမှာတော်တော်လေးစိတ်ဝင်စားလာခဲ့ကြသူမြန်မာဖိုင်တာပါဝင်တဲ့ပွဲတွေမှာဆိုရင်ဂျီရှုသူအရေးအတွက်ကတာမတ်ထပ်ပို့ပြီးတော့များတော့လဲမြင်တွေ့ရပြီးတော့အမြဲလိုလိုပွဲစုလေးရှိတော့လဲမြင်တွေ့ထားရတာပါ။အဲ့တော့လဲစီးပွားရေးနဲ့ပတ်သက်တဲ့ပါတမ်းမှုရှိတဲ့ချက်ထရီကမြန်မာပရိသတ်တွေကိုအသုံးချပြီးတော့ ူရဲ့ပွဲတင်တွေကိုပွဲမဆူဆူအောင်ဖန်တီးသွားခဲ့တာဖြစ်ပါတယ်။ရှားသောနိုင်ငံသားသားဖိုင်တာနဲ့ပွဲတည်ပြီးမြန်မာဖိုင်တာပါဝင်တဲ့ပွဲစဉ်တွေလောက်ပရိသတ်အများမရှိဘူးဆိုတော့ချက်ရီကိုတိုင်းနဲ့တည်ထားခဲ့ပြီးသားပါ။မြန်မာပြည်ဘက်ကရောဝမ်ချမ်ပီယံရှစ်ဘက်ကစီစဉ်ပေးတဲ့ပွဲတွေကိုငင်းပါရင်မရှိဘူးလားဆိုတော့မရှိဘူးလို့ဆိုရမှာဖြစ်ပြီးသူတို့အနေနဲ့ငင်းပယ်လိုက်မယ်ဆိုရင်ပွဲထိုးခွင့်လည်းတိုက်ပြီးတော့အစီအမံမဟုတ်တော့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နိုင်ငံအစားအသောက်အောက်ကြနောက်ကြဖြစ်နေချိန်မှာသူများနိုင်ငံကိုအားကိုးနေတဲ့အခိုက်အတန့်ဖြစ်တဲ့အတွက်ကိုယ့်ဘက်ကမူကျင်တိုင်းမူလို့မရတဲ့အခြေအနေကိုရောက်နေကြတာဖြစ်ပြီးတော့မြန်မာဖိုက်တာတွေအခုဆိုရင် ဝမ်ချမ်ပီယံရှစ်ရဲ့အသုံးချခံနေဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျ။နောက်ဗီဒီယိုဒီမှာလဲ MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပို့လဲဖိတ်ခေါ်ပြရစေ။ကျွန်တော်ရဲ့ page လေးကိုလဲ like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပြရစေခင်ဗျ။စုံဒီချီပီယံအတွက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။